တခါတော့ငါကျောင်းလေးတစ်ချောင်းမှမောင်ပြဆိုတဲ့ကောင်လေးတယောက်နေထိုင်နေ။မောင်ပြလေးကငယ်ဖြစ်ကလေးကသူ့မတူတဲ့အညံနှုံးနဲ့ပြေးနေတဲ့စွမ်းအားကိုပိုင်ဆိုင်နေ။အင်္ဂါလူကြီးတွေကတော့စွမ်းအားတွေကိုရှောက်သွင်းရင်အန္တရာယ်ရှိနိုင်ကြောင်းဆုံးမမယ်။မောင်ပြကတော့မိကားဖခင်တာသမီးပြီးပြီးလုံးဝနားမထောင်ပါဘူး။ဒီလိုနားမထောင်မဲ့တချုံလုံးပပင်းနေလို့လေတနေ့မှမောင်ပြရဲ့စွမ်းအားကိုအပိုင်သိနေတဲ့လူစုတွေရောက်ရှိလာတယ်။အကြောင်းမောင်ပြကိုဆောင်ရှောက်ပေးတဲ့မာစီကွက်ကလည်းရွှေလက်ဆွတ်တကွန်းနဲ့ကဘာကူးနိုင်တဲ့အကွင့်ကြီးတကွန်းကိုဖန်ဆင်းပေးလိုက်တယ်။အဲနောက်လက်ဆွတ်များစွာထည့်ထားတဲ့အထုပ်ကိုပေးပြီးနောက်ကဘာမှာအန္တရာယ်ကျုံလာရင်လည်းဒီလက်ဆွတ်တွေနဲ့ကဘာပြန်လာကြောင်းထပ်မံမှကြားလိုက်တယ်။ဒီလိုနဲ့ပဲမောင်ပြကလည်းရှိကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးကိုရောက်ရှိလာခဲ့ပါတယ်။ သူကတော့သဘောကောင်းနေမှန်များပါ။မောင်များကရဲတယောက်ဖြစ်ပြီးဒီနေ့မှတာဝန်ကျနေတဲ့ထူးစားတဲ့အပြာရောင်အမြင်လေးတစ်ချောင်းကိုရုတ်တရက်တွေ့ရှိလိုက်ရတယ်။ဒီအမြင်ချောင်းလေးကတော့တခြားမဟုတ်ပဲမောင်ပြားရဲ့ခေါင်းကဆူးကျွန်လေးပဲဖြစ်ပါတယ်။မောင်ပြားကဘာမြကြီးကိုရောက်ရှိလာတာလည်းနေ့တိတော်ချခဲ့ပါပြီ။ဒါပေမဲ့လည်းမောင်ပြားလေးကအာအီဖန်နေလို့ပဲဂူရဲမှနေထိုင်ပြီးတစ်မျိုးလုံးကိုချမ်းချောင်းကြည့်ရှုနေလေးရှိရဲ။မောင်ပြားလေးကအန်ဒီယာရင်းနှင်းကြောင့်တွေ့ရမှဆိုလို့ကဘာမြပေါ်ရောက်ရှိကလေးကဘသူနဲ့မှမဆက်ဆံခဲ့တာဖြစ်ပါတယ်။မောင်ပြားဒီမျိုးမှရှိရဲဆိုတာတိတိကျကျလူကလည်းအယူကြီးတယောက်သာရှိပြီးထုံးစံတဲ့ယူစကားဆိုဘသူမှမယုံကြပါဘူး။ တနေ့မှာတော့မပြလေးဘေ့စ်ဘောကစားနေတဲ့ကလေးတွေကိုချောင်းကြီးနေရင်းနဲ့သူပါဘောလုံးကစားကျင်လာတယ်။အဲကြောင့်ညရတော့လူကြီးတိတ်တုံတယောက်တက်တက်လေးကူကစားကြည့်တယ်။အဖေါ်လဲဆော်ရတဲ့အကစားပြင်မဲ့လဲမပြရဲ့အမြန်ဆွမ်းအားတောက်တယောက်တက်တက်လုံးပတ်ဆော့နိုင်ခဲ့ပါတယ်။ဒါပေမဲ့လဲတယောက်တည်းမြန်လန်းဖြစ်နေရတဲ့ဘွားကိုမပြလေးရတဖြည်းဖြည်းတီးချံမိလာတယ်။ဘသူတမပတ်တလို့များတဲ့ကိုဘွားကိုစိတ်ညစ်ပြီးစွတ်တယ်ပြေးလိုက်တာကြီးမားနေတဲ့စိတ်တိုင်းထပ်ပေါ်လာပြီးတမျိုးလုံးလဲမိဒီပါပြတ်သွားခဲ့တယ်။နောက်နေ့မှတော့ဒီလိုထူးဆန်းတဲ့ပြည်စင်ကြီးကိုလေးလာဆဲဆဲဖို့ဒေါက်တာကောက်သီးဆိုသူရောက်ရှိလာတယ်။ဒေါက်တာကောက်သီးကလည်းသူရဲ့အထူးပြုလုပ်ထားတဲ့ဒရုန်းနဲ့ရှောက်ကြည့်နေရင်းနဲ့အနီးနားမှာတာမန်မဟုတ်တဲ့အရာလေးတစ်ခုကိုတွေ့ရှိလိုက်ရတယ်။ ဒါကြောင့်ဒီရင်ဒီပညာဟာလက်သိကိုကောင်းကောင်းနားချက်ချင်းမဲ့ဒီကဘာပေါ်ကမဟုတ်တဲ့ဂျူသားလေးဒီကောင်ရောက်ရှိနေပြီဆိုတာကိုသိရှိသွားခဲ့ရတယ်။ဒါကြောင့်ဒီဂျူသားကိုဖျက်ဆီးပြီးဖန်အားလေးကိုလေးလာပို့တဲ့ဒရုန်းနဲ့စတင်မြေလန်းရှာတယ်။ဒါကိုသိရှိသွားတဲ့မပြားကလည်းထုံးစံနိုင်မဲ့စပြေးဖို့လုပ်နေရပါပြီ။အချိန်မှရုတ်တရက်ဒရုန်းနဲ့ရောက်ရှိတာလို့ဆိုပြီးမပြားလည်းမနှောင်းရင်ကိုရောင်လေးကိုခဏပုန်းခိုလိုက်ရတယ်။မနှောင်းကလည်းဘကောင်လေးဝင်လာမှမသိတော့ကောင်လေးကိုမိစေတနာပြစ်ပြီးတော့ဆော်လိုက်ပြီ။ မပြားရောက်ခွင်နေကလည်းထုံမပြေးလိုက်ရပြန်မလဲလက်စုပ်ထုပ်ကြီးကတော့အပေါက်သေးကိုပါသွားခဲ့ပါပြီ။မပြားနူလာတော့လောင်ရင်နေကိုရောက်ရှိနေပြီမပြားကလည်းအချိုးချောင်းပြောပြီးတော့အကူအညီတောင်းကြည့်ရတယ်။အချိန်မှတော်တော်ကောက်သီးကလည်းအရှိကိုရောက်ရှိနေပြီဆိုတော့မပြားလည်းတကူပေါ်ကနာပတ်ပြီးထားလိုက်တယ်။မပြားကတော့သူ့ရဲ့ရေလက်မတ်တွေကိုထုတ်ပြပြီးတော်တော်ကောက်သီးကိုနင်းထုတ်ကြည့်တယ်။ဒါပေမဲ့လည်းထက်ကအမေရပြီးသားဖြစ်တဲ့တော်တော်ကသီးကရေလက်ဒီမှပဲလို့ဆိုတယ်။ဒီတော့မပြားကလည်းပုံမြင်ရတဲ့အဆုံးလူလုံးထွက်ပြပြီးတော့ဝင်ရှင်းလိုက်ရပါပြီ။မပြားရဲ့ထူးခြားတဲ့ပုံစံငုံကြည့်ပြီးတော်တော်ကောက်သီးလမ်းဖြတ်သွားတော့မှဝင်မပြားကလည်းတပိချက်ကျွေးပြီးတော့ထွက်ပြေးကြရတယ်။မပြားကတော့ပထနာလေးမရှုပ်ချင်လို့ကိုလန်းကိုချက်ဖို့ပြောပြမယ်။မပြားကတော့သူသွားချင်တဲ့ဆန်ဖရန်စစ္စကိုမြို့ကိုဘလို့သွားရမှန်းမသိပါဘူး။နောက်ဆု မှာစိတ်ကောင်းကြီးတဲ့မမများကပဲလိုက်ပူပေးရတော့မှဖြစ်ပါတယ်။တနေ့အကြမမများမို့သွားဝင်နေတော့မှကားရဲကမထပ်ဖို့မပြောက်ကိုမှကြားခဲ့လိုက်တယ်။ငငယ်ကလေးကလူကြီးစကားဆိုမျိုးရမချနာထောင်းတဲ့မမများကတော့အနီးနားကပုံစံလေးကိုရောက်ရှိနေပါပြီ။မမများကလည်းပုံစံလေးလိုက်သွားခဲ့ရပြီးအမှုသမားလေးကိုယူစကားလေးပြောပြီးမပြောက်ကိုပြန်ခေါ်လာလိုက်ရတယ်။မမများကတော့တတိကပါကြီးကနေမထောက်ခခင်မှာလှုပ်ချင်တဲ့အရာလေးတွေရှိနေသေးတယ်လို့ဆိုတယ်။ဒါကြောင့်မမများလည်းမမများစိတ်ချမ်းသာအောင်ခင်းနေပါလေလဲဆော့ပေးလိုက်ရတယ်။ ဒုမန်တိုင်းမှာပုံစံထိုင်ပြီးဆိုရင်တော့လာပြည့်မဲ့စုဖဲကတော့တည်တန်းရှိနေစမြဲပဲဖြစ်ပါတယ်။မောင်ပြားကမြန်ကောင်ဖြစ်နေတော့အရှောင်းတင်းကောင်းပဲမလဲမောင်ပြားကတော့ဒိုင်ခံဒီခံနေရပြီဖြစ်ပါတယ်။ဒီလိုနဲ့ပုံစံတစ်ခုလုံးနဲ့ရံမွေးတွေဖြစ်ကုန်ကြပြီးနောက်ဆုံးမှမောင်ပြားကပဲအမှုသမားတွေကိုအမြန်စွာအားနဲ့ဖြစ်ရှင်းလိုက်ရတယ်။ဒီလိုနဲ့ဟိုတယ်တစ်ခုကိုရောက်ရှိလာတော့မောင်ပြားကိုအန်နီယာရှိလက်လက်ကန်ဝန်ထမ်းဖြစ်ဖြစ်တမက်လိုက်ကြောင်းတရင်တစ်ခုတက်လာတယ်။နောက်နေ့ကျမှမောင်ပြားတို့ခီးစတဲ့ခါမှလဲထော်ထားကောက်တီးရဲ့မောင်နှမကကအနောက်ကနေလိုက်လာပြန်တယ်။မောင်ပြားလဲကားကိုဖြတ်စီလိုက်ပြီးမှနောက်ထပ်ဆက်အသေးစားလေးတွေပါထပ်မှန်မိဖွားလိုက်ပြန်တယ်။ ောက်ဆုံးသေးလေးတွေကတော့ဘုံပြင်းနေကြတော့မပြလဲဘုံထိပြီးမြောသွားခဲ့ရပါပြီ။ဒါကြောင့်မပြလဲကျန်ရမများဖြစ်ပြီးတော့အမအိမ်ပြန်သွားလဲဇနီးပြသူစီကိုပဲခေါ်သွားလိုက်ရတယ်။ဇနီးကရှင်ပြလို့ရပြီမဲ့အမပြသူကကျွန်တော်နောက်လုံးလေးလိုကြိုးဝါထုတ်ထားလိုက်ရတယ်။တော်တော်ကောင်တီးကတော့မပြအင်္ဂါနေမပြရဲ့အပြာရောင်စူချောင်းလေးကိုရရှိလာခဲ့တယ်။ ဒီဖူချောင်းလေးကားရဲ့တစ်ဆင်မဲ့သူရဲ့အချင်းများမှာအလွန်အစွမ်းထက်တဲ့အမြန်အစွမ်းကိုအသုံးပြုနိုင်ခဲ့တယ်။မမများတို့ကလည်းမမများလေးကိုစေကူပေးပြီးအမဖြစ်သူရဲ့ကားနဲ့ပဲဆန်ဖရန်စစ္စကိုကိုခီးဆက်လိုက်ကြတယ်။မမများလေးရေကကြကူဗန်ဒါပီလက်ဆွဲပေါ်ချတော့တဲ့တပ်ပုတ်ကိုတက်ခွင့်ရရှိခဲ့တယ်။ဒါပေမဲ့လည်းမမများခွင့်ဝင်ဖွင့်မလို့နေတော့မှမဲ drone နေတဲ့သူရင်ဆိုင်ကြီးစီးတာနဲ့ဒေါက်တာကောက်တီးကလည်းရောက်ရှိလာခဲ့တယ်။ဒါပေမဲ့လည်းဒေါက်တာကောက်တီးကအမြန်အစွမ်းကိုအသုံးပြုလိုက်တော့မမများကိုလိုက်မိနေပြီဖြစ်ပါတယ်။မမများလေးမမများတို့ကိုသူတို့မျိုးကနားတိုင်းကုတ်တဲပို့ပေးလိုက်ပြီးခွပြခွပြဆက်ပြေးရတယ်။ဘလောက်တောင်ပြေးရတယ်လဲဆိုရင်ပဲရီမျိုးစင်မဟာတိုင်းနဲ့အီဂျီကပီရီမက်တီတီရအောင်ထွက်ပြေးရတယ်။ဒါဆိုမှတော့ကောက်တီးရဲ့ပစ်ချက်ထွက်သွားပြီးမမများတို့မျိုးလေးမောင်ရဲ့မမများလေးမောက်သွားခဲ့ရပါတယ်။ မမရဲ့ချက်ချင်းရောက်ရှိလာပြီးဝင်ကယ်ပေးမယ်လည်းမနိုင်တော့ပါဘူး။ဒါပေမဲ့ရေကောင်းတရားဖြစ်တဲ့မမရဲ့နောက်မှာအယူကြီးပါဝင်တစ်မျိုးလုံးကရှိနေခဲ့ပါတယ်။မမကလည်းရုပ်ရှင်ထဲမှာပြောင်းလဲကြ motivation စကားတွေပြောလိုက်တော့မမကလည်းပြန်နိုးလာပြီးလျှက်စစ်တွေပါထွက်လာခဲ့တယ်။မမလည်းမြန်စွာနဲ့ပူချမ်းသွားခဲ့ပြီးခေါတိရဲ့ရှင်မြန်ကိုလည်းပူဆိုးပတ်ဆက်တွေဖက်ကန်နိုင်ခဲ့တယ်။အိုင်နာမှာတော့မမကလည်းဆွနဲ့ဂွင်းကြီးဖွင့်လိုက်ပြီးမမကလည်းခေါတိနဲ့သူ့ရဲ့ရှင်မြန်ကိုဂွင်းနဲ့ဝင်အောင်အကုန်ထက်ကန်ပြစ်လိုက်ပါတယ်။ဆိုမှတော့တော်တော်ခေါတိလည်းဆွပဲသွားတဲ့ရှင်မြန်ကြီးနဲ့တူမှုကဘာလို့ခေါ်လိုက်ခပါကြီးတစ်ခုကိုရောက်ရှိသွားခဲ့ရတယ်။ဒီကဘာမှာဆိုရင်လည်းလူဒီကောင်တမျိုးမှမရှိပဲမိုရေကြီးပဲရှိနေမှာဖြစ်ပါတယ်။ မလာကလည်းဒီမျိုးကားလူရင်းနဲ့ရှင်နီသောမျိုးဒီမျိုးကားထမသားဖို့ဆုံးမချချလိုက်ပါတော့တယ်အစိုးရလူကြီးတွေကလည်းဒီကိစ္စပြည်သူတွေကိုပေးမသိခြင်းလို့မနာလို့ဒီမိဟာကိုရောကြီးတွေအားပေးပြီးတော့နှုတ်ပိတ်ထားလိုက်ရတယ်မဖာကလည်းကိုမအောင်တော့ပဲမများတို့အိမ်မော်တခုလေးမှနေရာတခုရသွားခဲ့ရင်ဇလန်းလေးလေးပြီးဆုံးလို့သွားခဲ့ပါတယ်ကဘာကူလက်ဆုပ်ဆွမ်းနေရန်သူကိုနင်းနေသွားခဲ့တဲ့အမြန်ကောင်လေးမှပြရဲဇလန်းလေးပဲဖြစ်ပါတယ်မိရှိတို့လည်းကဘာတွေဘာတွေကူးချင်နေရဲဆိုရင်တော့အမိရှိလဲဆိုတဲ့ဒီကွင်းတော့လမ်းမမှာပြစ်ကြည့်လိုက်ကြပါကဘာဘယ်နှခုလောက်ကူးသွားမလဲဆိုတာကိုတန်းသိသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်